CNA ဒရိနာကိုနာတော်ရဆင်နေကြတဲ့ပြည်သက်တွေအားလုံးကိုတာလီဆွားပါလို့နှုတ်ဆက်လိုက်ရပါတယ်။ဒီနေ့2025ခုနှစ်ဧပြီလ9ရက်နေ့ CNA ရဲ့တနိဒာအွန်လိုင်းရေဒီယိုထုတ်လွှင့်မှုကိုကျွန်တော်ဆော့ဖွားကအစီအစဉ်မူအဖြစ်တာဝန်ယူကာစတင်ထုတ်လွှင့်နေပြီဖြစ်ပါတယ်။ဒီနေ့ထုတ်လွှင့်တဲ့ဆက်သွားမယ့်သတင်းတွေကတော့စစ်တွေမှာအာရောခတရကလက်နက်ကြီးနဲ့ပြန်လည်ပစ်ခတ်တိုက်ခိုက်လို့ဒါကာစထဲကို လက်နက်ကြီးကြားရောက်ပေါက်ခွဲခဲ့တဲ့ဆိုတဲ့တဲ့ရင်တပတ်အတွင်းရခိုင်အပါဝင်ငလျင်တန်တဲ့နေရာကိုပါစက်ကောင်စီကလေကြောင်းလက်နက်ကြီးနဲ့တိုက်ခိုက်ခဲ့လို့အရသား80ကျော်တေဆုံးခဲ့ရတဲ့ဆိုတဲ့တဲ့ရင်အင်းတော်မျိုးကိုတိမ့်ပိုက်နိုင်ဖို့ရှစ်လကျော်ကြာတိုက်ခိုက်ခဲ့ရတယ်လို့ NUG ထုတ်ပြန်ပြောဆိုလာတဲ့တဲ့ရင်ရွေးကောက်ပွဲ လာမယ့်ဒီဇင်ဘာမှာကျင်းပနိုင်ရတဲ့အတွက်ပါတီတောင်ခွင့်ရှောက်ကြဖို့စစ်ကောင်စီတိုက်တွန်းနေတဲ့တဲ့ရင်အပြင်ငလျင်ကြောင့်တေဆုံးသူဦးရေ3600ကျော်အထိတူလာနေရဲဆိုတဲ့တဲ့ရင်တွေကိုကြားမှလည်းဖြစ်ပါတယ်။ ပထမဆုံးကြားမှာကတော့စစ်တွေမှာအာရောခတော်ကလက်နက်ကြီးနဲ့ပြန်လည်ပြစ်ခတ်တခိုက်လို့ဒါကာစတဲ့ကိုလက်နက်ကြီးကြောက်ရောက်ပောက်ခွဲခဲ့တဲ့ဆိုတဲ့တဲ့ရင်ကိုကြားမှာပါစစ်တွေဒေသကုကဲမှုစစ်တနာချုပ်ဒါကာစကနေပြီးတော့မနေ့ကညနေ12နာရီလောက်မှာပေါတော့နဲ့ပုံနဲ့ကျုံးမြို့နယ်တွေကိုလက်နက်ကြီးတွေနဲ့ပြစ်ခတ်တခိုက်ခဲ့တာကိုလှုပ်ဆောင်ခဲ့တယ်လို့စစ်တွေဒါခန်တွေကပြောပါတယ်စကောင်စီတပ်တွေကအဲ့လိုပြစ်ခတ်တခိုက်တာတွေကိုလှုပ်ဆောင်နေချိန်မှာပဲ အာရခရတော်ကလည်းလက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်တိုက်ခတ်ခဲ့တာကြောင့်စစ်တွေဒေသကွက်ခဲမှုစစ်ဌာနချုပ်ဒါကာဆတဲ့ကိုလက်နက်ကြီးတလုံးကြက်ရောက်ပေါက်ခွဲခဲ့တာရှိခဲ့တယ်လို့သိရှိထားရကြောင်းစစ်တွေဒေသခံတို့က CNA ကိုပြောပါရယ်အဲ့လိုလက်နက်ကြီးကြက်ရောက်ပေါက်ခွဲမှုရှိခဲ့တာကိုအတည်ပြုနိုင်ပေမဲ့ဒီလက်နက်ကြီးကြက်ရောက်ပေါက်ခွဲမှုကြောင့်ထိခိုက်ဒဏ်ရာရတာနဲ့ပျက်စီးမှုရှိမှရှိဆိုတာကိုတော့သူ့အနေနဲ့အတည်ပြုမြင်နိုင်သေးဘူးလို့လည်းသူကပြောပါရယ် စကောင်စီအနေနဲ့အေဘီလာ၂ရက်နေ့ကစတင်ပြီးတော့၂၂ရက်နေ့အထိတစ်ဖက်သက်အပြစ်ရတယ်လို့ထုတ်ပြန်ပြောဆိုထားတာရှိနေပေမဲ့ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာလည်းစစ်တွေမှာရှိတဲ့စကောင်စီတရင်တွေကလက်နက်ကြီးပြစ်ခတ်တာတွေကိုမချခနာစုတလို့လှုပ်ဆောင်ခဲ့တာတွေရှိကြတယ်လို့လည်းဒေသခံတွေကပြောပါတယ်။ဒါအပြင်တစ်ဖက်မှာလည်းစကောင်စီတပ်ဟာရခိုင်မှာအရခတတော်တပ်ဖွဲ့ဝင်ရှိရာနေရာတွေကို drone လက်နက်ကြီးလေကြောင်းတိုက်ခိုက်တာတွေကိုစတိုက်လှုပ်ဆောင်တာတွေရှိနေတယ်လို့အရခတတော်ကသတင်းထုတ်ပြန်ပြောဆိုတာတွေရှိနေတယ်လို့ စက်ကောင်စီကလည်းအာရခတတော်ကကြောက်ဖြူမျိုးအရှိတောင်ဘက်ကစက်ကောင်စီရဲ့လုံခြုံရေးစခန်းတွေကိုအေဘီလာ9ရက်ညနေနဲ့ညပိုင်းတွေမှာတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာရှိတယ်လို့နှစ်ဖက်အပြန်အလှန်ပြောဆိုမှုတွေလည်းရှိနေပါတယ်ခင်ဗျာဆက်လက်ပြီးကြားမှာကတော့တပတ်အတွင်းရခိုင်အပါဝင်ငလျင်တန်တဲ့နေရာကိုပါစစ်ကောင်စီကလေကြောင်းလက်နက်ကြီးနဲ့တိုက်ခိုက်ခဲ့လို့အရက်သား90ကျော်တိတ်ဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုကြားမှာပါ 9.9ပြင်အားရှိတဲ့မြင်းကလေးလှုပ်ခတ်ပြီးနောက်ပိုင်းတစ်ပတ်အတွင်းမှာရခိုင်နဲ့ငလျင်တန်တင့်ခံခဲ့ရတဲ့နေရာအပါအဝင်နေရာတော်တော်များများကိုစက်ကောင်စီကလေကြောင်းပိုးရိုက်တခိုက်တာနဲ့လက်နက်ကြီးပစ်ခတ်တခိုက်တာတွေကိုလှုပ်ဆောင်ခဲ့တာကြောင့်အရသာပြည်သူ90ကျော်သေဆုံးခဲ့ရတယ်လို့ NUG ကဒီကနေ့မှသတင်းထုတ်ပြန်လာပါတယ်။ပြီးခဲ့တဲ့ match လ28ရက်နေ့ကလွတ်ခွက်ခဲ့တဲ့အင်အားအလွန်ပြင်းထန်တဲ့မြင်းကလေးဘေးဒဏ်ကိုကြုံတွေ့နေရပြီးနောက်ပိုင်းတစ်ပတ်အတွင်းမှာစက်ကောင်စီက လေကြောင်းလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်မှု62ချိန်အထိလှုပ်ဆောင်ခဲ့တာရှိခဲ့တာကြောင့်အသက်16နှစ်အရွယ်ကလေးငယ်6ဦးအမျိုးသမီး30ဦးအပါအဝင်အယက်သားပြည်သူ82ဦးအသက်ဆုံးရှုံးခဲ့ရတယ်လို့ဆိုထားပါတယ်စစ်ကောင်စီဟာရခိုင်ကကြောက်ဖြူမြောက်ဦးတောင်ကုန်းစစ်တွေကိုလေကြောင်းတိုက်ခိုက်ခဲ့တာ6ချိန်ရှိခဲ့ပြီးတော့တေဆုံးသူ2ဦးနဲ့ဒဏ်ရာရသူ3ဦးရှိခဲ့တယ်လို့လက်နက်ကြီးနဲ့3ချိန်တိုင်ပြစ်ခတ်တိုက်ခိုက်တာကိုခံခဲ့ရတဲ့ကြောက်ဖြူစစ်တွေနဲ့ပုံနှချုံမျိုးတွေမှာလည်း တေဆုံးသူအရဲသား2ဦးနဲ့ဒဏ်ရာသူ9ဦးရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။အဲ့လိုပဲစစ်ကောင်စီဟာငလျင်ဘေးဒဏ်ကိုအဆိုးဝါးဆုံးခံစားခဲ့ရတဲ့စကိုင်းတိုင်းကိုလေကြောင်းတိုက်ခိုက်တာ14ချိန်လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာ6ချိန်လုဆောင်ခဲ့တာရှိခဲ့တယ်လို့မန္တလေးတိုင်းအတွင်းမှာလည်းလေကြောင်းတိုက်ခိုက်တာ10ချိန်လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာ6ချိန်ကိုလုဆောင်ခဲ့တာဖြစ်တယ်လို့ဆိုထားပါတယ်။လေကြောင်းတိုက်ခိုက်မှုကြောင့်စကိုင်းတိုင်းအတွင်းမှာအရသား6ဦးတေဆုံးခဲ့ရပြီးတော့ဒဏ်ရာရသူ9ဦးရှိခဲ့တယ်လို့လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တဲ့အတော့ တကက်တန်ရသူ၈ဦးရှိခဲ့ရတယ်လို့ဆိုပါတယ်။အဲ့လိုပဲငလျင်တန်ကိုအစိုးရအဆုံးခန်းစားခဲ့ရတဲ့မန္တလေးတိုင်းအတွင်းမှာလည်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ထိခိုက်ဒဏ်ရာရရှိသူ၂ဦးနဲ့လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့်ပြည်သူ၂ဦးသေဆုံးခဲ့ရပြီး၅ဦးဟာလည်းပြင်းပြင်းထန်ထန်ဒဏ်ရာရှိခဲ့ရတယ်လို့ဆိုပါတယ်။ဒါအပြင်စစ်ကောင်စီဟာကချင်ပြည်ကိုလေကြောင်းတိုက်ခိုက်တာ၅ကြိမ်ချင်းပြည်ကိုလေကြောင်းတိုက်ခိုက်တာ၄ကြိမ် မကွေးတိုင်းကိုလေကြောင်းတိုက်ခိုက်တာ3ကြိမ်အေရဝေတိုင်းကိုလေကြောင်းတိုက်ခိုက်တာ2ကြိမ်ကရင်ပြည်ကိုလေကြောင်းတိုက်ခိုက်တာ2ကြိမ်ပဲခူးတိုင်းကိုလေကြောင်းတိုက်ခိုက်တာ3ကြိမ်ကရနီကိုလေကြောင်းတိုက်ခိုက်တာ3ကြိမ်နဲ့ရှမ်းပြည်ကိုလေကြောင်းတိုက်ခိုက်တာ8ကြိမ်လုဆောင်ခဲ့တာရှိခဲ့တယ်လို့ဆိုပါတယ်ဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင်းကချင်ပြည်နယ်အတွင်းမှာတော့တိုက်ခိုက်သေးဆုံးသူ38ဦးနဲ့ဒဏ်ရာရသူ29ဦးမကွေးတိုင်းမှာတော့သေဆုံးသူ2ဦးနဲ့တိုက်ခိုက်ဒဏ်ရာရသူ9ဦးအေရဝေတိုင်းတွင်းမှာလည်းသေဆုံးသူ3ဦးနဲ့တိုက်ခိုက်ဒဏ်ရာရသူ2ဦး ကရင်ပြည်နယ်အတွင်းမှာလည်းတေဆုံးသူ2ဦးထိခိုက်ဒဏ်ရာရသူ3ဦးကရနီမှာတော့တေဆုံးသူ6ဦးထိခိုက်ဒဏ်ရာရသူ3ဦးရှမ်းပြည်နယ်မှာတေဆုံးသူ9ဦးထိခိုက်ဒဏ်ရာရသူ5ဦးစကိုင်းတိုင်းမှာတော့တေဆုံးသူ6ဦးထိခိုက်ဒဏ်ရာရသူ9ဦးရှိခဲ့ပြီးတော့ချင်းနဲ့ပဲခူးတိုင်းတွေထဲမှာတော့ထိခိုက်ဒဏ်ရာရသူနဲ့တေဆုံးသူရှိမရှိဆိုတော့ကိုတော့ဆက်လက်စွပ်စွဲနေဆဲဖြစ်တယ်လို့ဆိုထားပါဗျာအဲ့လိုပဲစက်ကောင်စီဟာကချင်ပြည်မှာလက်နက်ကြီးပစ်ခတ်ခိုက်တာတစ်ကြိမ်မကွေးတိုင်းမှာလက်နက်ကြီးနဲ့ပစ်ခတ်ခိုက်တာ၅ကြိမ် ပဲခူးတိုင်းမှာလက်နက်ကြီးနဲ့ပြစ်ခတ်ခဲ့တာ9ကြိမ်မွန်ပြည်နယ်မှာလက်နက်ကြီးနဲ့ပြစ်ခတ်ခဲ့တာ1ကြိမ်ရှမ်းပြည်နယ်မှာလက်နက်ကြီးနဲ့ပြစ်ခတ်ခဲ့တာ1ကြိမ်ကရင်နီပြည်နယ်မှာလက်နက်ကြီးနဲ့ပြစ်ခတ်ခဲ့တာ1ကြိမ်နဲ့ကရင်ပြည်ထဲမှာလည်းလက်နက်ကြီးနဲ့ပြစ်ခတ်ခဲ့တာ1ကြိမ်ကိုလုံဆောင်ခဲ့တယ်လို့ဆိုထားပါတယ်အဲ့လိုလက်နက်ကြီးတွေနဲ့ပြစ်ခတ်ခဲ့တာကြောင့်မကွေးတိုင်းထဲမှာတေဆုံးသူ2ဦးထိခိုက်ဒဏ်ရာသူ4ဦးပဲခူးတိုင်းထဲမှာထိခိုက်ဒဏ်ရာသူ6ဦးမွန်ပြည်နယ်ထဲမှာထိခိုက်ဒဏ်ရာသူ2ဦး ကရင်ပြည်နယ်ထဲမှာတိုက်ဆုံသူတို့အိုကရနီပြည်နယ်ထဲမှာတိုက်ဆုံသူတို့အိုနဲ့ကြမ်းရှိနေသေးတဲ့ရှမ်းပြည်နယ်ထဲမှာတော့လက်နက်ကြီးပစ်ခတ်မှုကြောင့်တိုက်ဆုံသူနဲ့ထန်ရသူရှိမရှိဆိုတာကိုတော့ဆက်လက်စွမ်းနေစေဖြစ်တယ်လို့ဆိုပါရယ်ဒါအပြင်လက်ရှိကောက်ယူထားတဲ့စီးရင်တွေဟာအန်ယူဂျီရဲ့လူအခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကအတည်ပြုချက်ရှိထားတဲ့စီးရင်တွေဖြစ်ပြီးတော့မြေပြင်မှာဒိဋ္ဌများပြားတဲ့အရေအတွက်တွေလည်းရှိနိုင်သေးတယ်လို့အန်ယူဂျီအနေနဲ့ဆက်လက်ကောက်ယူလို့ရရှိတဲ့သတင်းအချက်အလက်တွေကိုလည်းထပ်မံထည့်သွင်းဖော်ပြသွားဖို့ရှိတယ်လို့လည်းဆိုထားပါရယ် စစ်ကောင်စီဟာပြီးခဲ့တဲ့အေဗီလာ၂ရက်နေမှာငလျင်ဘေးဒဏ်တဲ့ပြည်သူတွေကိုဆန္ဒထုတ်ရတဲ့အနေနဲ့တဖတ်တအပြစ်ရမယ်လို့ထုတ်ပြန်ပြောဆိုခဲ့ပြီးနောက်ပိုင်းမှာအခုလိုလေကြောင်းတိုက်ခိုက်တာလက်နက်ကြီးပစ်ခတ်တာကိုဇက်တိုက်လုံဆောင်နေတဲ့အတွက်နိုင်ငံတော်ငလျင်ဘေးဒဏ်ကြောင့်တေဆုံးတန်ရာရတာတွေအပြင်လေကြောင်းလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်နေတာတွေကြောင့်လည်းအပြစ်မဲ့ပြည်သူတွေတေဆုံးတန်ရာရနေကြတာလည်းဖြစ်ပါတယ်ခင်ဗျာ အင်းတော်မျိုးကိုတင်ပိုင်နိုင်ဖို့ရှစ်လကြာတိုက်ခိုက်ခဲ့ရတယ်လို့အန်ယူဂျီထုတ်ပြန်တဲ့သတင်းကိုဆက်ပြေးကြမှာပါအင်းတော်မျိုးကိုအပြည့်အစုံသိမ်းပိုင်နိုင်ဖို့အတွက်တော်လိုင်းတွေအနေနဲ့ရှစ်လကျော်ကြာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရတယ်လို့အမျိုးသားညွန့်ရေးအစိုးရကာကွယ်ရေးခွင့်ကြီးဌာနအမတ်တဲစစ်တပ်ကဒီကနေ့ညနေမှာသတင်းထုတ်ပြန်လာပါတယ်။အဲ့ဒီအင်းတော်မျိုးသိမ်းတိုက်ပွဲကိုတော်လိုင်းတွေဟာပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာ15ရက်နေ့မှာထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ ရှလကျော်အကြာထိုးစစ်တခိုက်ခဲ့ပြီးနောက်2025ခုနှစ်ဧပြီလ9ရက်နေ့ညပိုင်းမှာအပြစ်သက်တင်ပိုင်နိုင်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။အင်းတော်မျိုးမျိုးသိန်းစင်ကြီးဟာရက်ရှည်တိုက်ပွဲတစ်ခုဖြစ်ပြီးတော့စစ်ကောင်စီတပ်တွေအနေနဲ့စစ်ကူများရှိတာမြေပြင်ကိုရိတ်ခါထောက်ပို့မပေးနိုင်တာထိခိုက်သေးဆုံးသူများပြားတာတွေကြောင့်နောက်ဆုံးအခြေပြုရာဂျပန်လိုက်ကူမှာရှိတဲ့တမမှုဥဆောင်တဲ့အဖွဲ့ဟာ တော်လိုင်းတပ်ဖွဲ့တွေရဲ့ဖိအားကိုရေရှည်တောက်ခွနိုင်တာမရှိတော့တဲ့အတွက်အေဗီလာ9ရက်နေ့ညမှာစကန်ကိုစွန့်ခွာပြီးတော့တက်ဆုပ်သွားခဲ့ကြတာဖြစ်တယ်လို့ဆိုထားပါဗျ။အဲ့လိုအင်းတော်မျိုးဟာစက်ကောင်စီရဲ့တမခွန်ခွန်ရှေ့တန်းဌာနချုပ်အခြေပြုရာမျိုးဖြစ်ပြီးတော့တမမှုကိုယ်တိုင်ကိုယ်ခဲခဲ့တဲ့နေရာတစ်ခုလည်းဖြစ်ပြီးတော့လက်ရှိထွက်ပြေးလွတ်မြောက်နေတဲ့စက်ကောင်စီတပ်တွေကိုတက်ခိုင်းမှုဆက်လက်လှုပ်ဆောင်နေမှုရှိမရှိဆိုတဲ့အခြေအနေတွေကိုတော့ထုတ်ပြန်ချက်မှာထည့်သွင်းဖော်ပြထားတာမတွေ့ရပါဘူး။ အင်းတော်မြို့သိန်းစစ်စင်ရေးကိုအမျိုးသားညွန့်ရေးအစိုးရကောက်ခွဲဝန်ကြီးဌာနအမတ်တက်စစ်သားကုကဲမှုနဲ့အတူပြည်သူ့ကာကွယ်တပ်ဖွဲ့တွေနဲ့မဟာမိတ်တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကပူပေါင်းပါဝင်တခိုက်ခဲ့တာဖြစ်တယ်လို့လဲဆိုပါရယ်ဒီမြို့သိန်းတိုက်ပွဲမှာတော့တော်လိုင်းတပ်တွေဟာဟောင်ဝင်းစာနှစ်လက်120မမနှစ်လက်အပါဝင်လက်နက်ကြီးလက်နက်ငယ်တွေနဲ့ခရမ်းမီးကြောင်အမြောက်အများသိမ်းပရရှိခဲ့တယ်လို့ထုတ်ပြန်ထားပေမဲ့သိမ်းပရရှိထားတဲ့လက်နက်အရေအတွက်စစ်စုပေါင်းအသေးစိတ်ကိုဖော်ပြထားတာမရှိသေးပါဘူးခင်ဗျာ ဆက်လက်ပြီးကြားမှာကတော့ငလျင်အကြောင်းတည်ဆုံးသူဦးရေ36000ကျော်ထိတိုးလာနေတဲ့ဆွေတင်းကိုကြားမှာပါပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလုခတ်ခဲ့တဲ့မြင်းငလျင်အကြောင်းမြန်မာနိုင်ငံတွမ်းမှာတည်ဆုံးသူဦးရေ3645ဦးထိရှိလာနေရဲ့လို့စက်ကောင်စီကဒီကနေ့အေပီလာ8ရက်ညပိုင်းမှာသတင်းထုတ်ပြန်လာပါတယ်အဲ့လိုတည်ဆုံးသူဦးရေ3645ဦးထိရှိလာနေတယ်လို့ ဒဏ်ရာရသူဦးရေဟာလည်း9019ဦးထိရှိလာနေပြီးတော့ပျောက်ဆုံးနေသူ148ဦးထိရှိနေသေးတယ်လို့စစ်ကောင်စီထုတ်ပြန်ကြမှာဖော်ပြထားပါဗျ။လက်ရှိငလျင်တန်းတင်ခဲ့ရတဲ့နေရာတွေကိုလည်းနိုင်ငံပေါင်း20ကလာရောက်ကူညီကယ်ဆယ်ပေးရတွေရှိနေသလိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာထောက်ပံ့ပစ္စည်းတွေကိုလည်းပေးပို့တာတွေရှိနေတယ်လို့လည်းစစ်ကောင်စီကထုတ်ပြန်ထားပါဗျ။လက်ရှိမှာတော့နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ဒေသတွင်းအဖွဲ့အစည်းတွေကဒီလိုကယ်ဆယ်ရေးလှုပ်ဆောင်ပေးတာတွေရှိနေပေမဲ့တချို့ငလျင်တန်းတင်ခံခဲ့ရတဲ့နေရာတွေမှာတော့ စကရူရာနဲ့ဤပညာပိုင်းဆိုင်ရာတွေမရှိတဲ့အတွက်ကယ်ဆယ်ရေးလုပ်ငန်းတွေကိုထိရောက်စွာမလုပ်ဆောင်နိုင်သေးတဲ့အနေအထားမှာရှိနေသေးတယ်လို့လည်းပြည်တွင်းကူညီကယ်ဆယ်ရေးအဖွဲ့တွေကပြောဆိုကြပါတယ်။အဲဒီနေ့ကလောက်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ဟာနေပြီးတော့မန္တလေး၊စကိုင်းနဲ့ရှမ်းပြည်နယ်အောင်ပိုင်းဒေသတွေကိုဥတီလောက်ခတ်ခဲ့တာဖြစ်ပြီးတော့အဲဒီဒေသတွေမှာလူနေအိမ်နဲ့အဆောက်အဦလန်တာများစွာဟာလည်းပျက်စီးသွားခဲ့ကြပါတယ်။အန်ယူဂျီအနေနဲ့အေပီလာ9ရက်နေ့ထုတ်ပြန်ချက်အရဒီငလျင်လောက်ခတ်မှုကြောင့်နိုင်ငံတော်မှာအခြေခံအဆောက်အအုံ 4603ပျက်စီးခဲ့ရပြီးနေအိမ်3268လုံးနဲ့စာတန်ကျောင်း954ဆောင်ပျက်စီးခဲ့ရတယ်လို့ငလင်းဘေးဒဏ်တဲ့ပြည်သူဟာလည်း3000ကျော်အထိရှိလာနေတယ်လို့ထုတ်ပြန်ပြောဆိုထားပါတယ်ခင်ဗျာအခုနောက်ဆုံးကြားမယ့်သတင်းကတော့ရွေးကောက်ပွဲကိုလာမယ့်ဒီဇင်ဘာလမှာကျင်းပနိုင်ရတဲ့အတွက်ပါတီတီထောင်ခွင့်တွေကိုရှောက်ထားကြဖို့စစ်ကောင်စီတလုံးနေတဲ့ဆိုတဲ့သတင်းကိုကြားမှာပါ အနာသိန်းစကောင်စီဟာလာမယ့်ဒီဇင်ဘာလမှာရွေးကောက်ပွဲကိုကျင်းပနိုင်ဖို့အတွက်နိုင်ငံရေးပါတီတထောင်ခွင့်ကိုအမြန်ဆုံးလာရောက်ထုတ်ထားကြဖို့စကောင်စီကအေဘီလာ9ရက်ရက်စွဲနဲ့ထုတ်ပြန်ကြေညာကတိုက်တွန်းခေါ်ယူနေရလဲဖြစ်ပါတယ်။နိုင်ငံရေးပါတီတရက်ကိုတီထောင်လို့သူတွေအနေနဲ့အ ਨੇ ဆုံးလူဦးရေ15ဦးရှိရမှာဖြစ်ပြီးတော့နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေပုံမှန်၃ပုံမှန်ခွဲကကြီးနဲ့အညီဒါ9ရက်နေ့မှာနောက်ဆုံးထားပြီးတော့လာရောက်ထုတ်ထားကြဖို့ကိုစကောင်စီကတိုက်တွန်းခေါ်ယူနေရလဲဖြစ်ပါတယ်။ အဲ့လိုလာရောက်ရှုတ်ထားတဲ့ပါတီတွေကိုလည်းစက်ကောင်စီရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေပြီးတော့ဥပဒေနဲ့အညီစစ်စစ်ဆောင်ရွက်ပြီးတော့ပါတီမပုံတင်ခွင့်ကိုခွင့်မြုပ်ပေးသွားမှာဖြစ်တယ်လို့ဆိုထားပါတယ်စက်ကောင်စီဟာအထွေထွေရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်စံဝိုင်လအတွင်းမှာ အပိုင်း၄ပိုင်းခွဲပြီးတော့ကျင်းပဖို့စင်ထားတယ်လို့စက်ကောင်ဆောင်မင်းအောင်လိုင်ကမတ်လ25ရက်မှာပြောဆိုထားခဲ့ပါတယ်ဒီရွေးကောက်ပွဲကိုစက်ကောင်စီအနေနဲ့မဲများသူအနိုင်ယူစနစ် FPTP နဲ့အချိုးကျကိုစားပြုစနစ် PR ပေါင်းဆက်ကကျင့်သုံးမယ်လို့လည်းစစ်ကောင်စီကထုတ်ပြန်ပြောဆိုထားပါတယ်။ပြီးခဲ့တဲ့ April 9ရက်နေ့မှာတော့ရခိုင်ကိုစားပြုအနေနဲ့စစ်ကောင်စီချင်းပါမယ့်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်နိုင်ဖို့အတွက်ရခိုင်တိုင်းသားများပါတီ RNP ဆိုတဲ့အမည်အသက်နဲ့ပါတီမပုံတင်ခွင့်လာရောက်ရှိထားတာရှိခဲ့တယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ထားခဲ့ပါတယ်။ဒီ RNP ရခိုင်တိုင်းသားပါတီကို ANP ပါတီရဲ့မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင်တဦးလည်းဖြစ်ကြောက်ဖြူမျိုးနယ်ဖြူလူလွတ်တော်အမတ်ဟောင်းလည်းဖြစ်တဲ့ဦးပါရှိန်ကဦးဆောင်ကရှောက်ထားတာဖြစ်တယ်လို့ရခိုင်နိုင်ငံရေးပါတီအတိုင်းဝန်ကတုံ့တက်ပြောဆိုတာရှိနေပေမဲ့ဦးပါရှိန်ကတော့လက်ရှိမှာဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပြောစရာစကားမရှိသေးဘူးလို့ညှိဆိုထားပါတယ်စစ်ကောင်စီဟာရခိုင်မှာအင်အားကြီးပါတီတစ်ခုဖြစ်တဲ့ရခိုင်အမျိုးသားပါတီ ANP ပါတီကိုရွေးကောက်ပွဲပါဝင်ခွင့်အတွက်မှတ်ပုံတင်ခွင့်ပယ်ချထားခဲ့ပါတယ်ခင်ဗျာ ကျွန်တော်တို့ CNA တွေနားရင်တနေ့တော်ဖွယ်ယူတရင်ထုတ်လမှုဟာဓမ္မပဲပြည်စုံမှုဖြစ်ပါတယ်။တရင်တွေကိုနားဆင်ပြခဲ့ကြတဲ့ပရိသတ်တွေကိုအထူးကျေးဇူးတင်ရှိပါကြောင်းကာရပြုအပ်ပါတယ်။နောက်နေ့ဒီမှာလည်း CNA ကတင်ဆက်ပေးတဲ့တင်ဆက်တဲ့တရင်တွေကိုနားဆင်မယ်ဆိုရင် CNA ရဲ့ Facebook စာမျက်နှာမှာရှိနိုင်သလို YouTube, Telegram, H နဲ့ TikTok တွေမှာလည်းနေ့စဉ်ဆောင်ရွက်ရှိနိုင်ပါကြောင်းတင်ကောင်းပါရပါတယ်ခင်ဗျာ။